ကိုနေတို့လည်းကိုနေတို့တို့မြင့်မြတ်တို့နေဝင်တို့အေးချမ်းမအောင်အကုန်လုံးနော်အကုန်လုံးတော့ကဒီကျူးလေးတို့အစားအနုပြရှင်တွေအကုန်လုံးကျွန်တော်ခင်ဗျားတို့တခုပြောချင်တာကခင်ဗျားတို့အဲ့လိုပြည်ပြည်အုပ်စုဝေဖန်တာကိုစိုးရိမ်နေကြမလို့ပါဘူးကိုလိုကိုလိုပါခင်ဗျားတို့ကိုလိုဆရာဆရာလုပ်ခဲ့ပြီးခင်ဗျားတို့တိုင်းပြည်ရဲ့တာဝန်ခြေဝန်ခဲ့ပြီးတိုင်းပြည်တိုင်းပြည်အတွက်တာဝန်ခြေပြီးပြည်သူလူထုအတွက်တာဝန်ခြေပြီးခင်ဗျားတို့လိုဆရာဆရာလုပ်ပေးခဲ့ပြီးဖြစ်တဲ့အတွက်ခင်ဗျားတို့ဘာပြောရှေ့မှာခင်ဗျားတို့ဘာလုပ်ခဲ့လုပ်ခဲ့ဒီနေ့ဒါတွေဟာတိုင်းပြည်အတွက်အကျိုးရှိတယ်လို့ခင်ဗျားတို့လုပ်ပေးတဲ့အတွက်ကျွန်တော်တို့ကျေးဇူးတင်တယ်ဒီရုပ်ရှင်ကရိုက်တဲ့အကောင်တွေကိုလေကျေးဇူးတင်လိုက် မျာကျွန်တော်တို့ပြည်သူတွေအနေနဲ့အကောင်းပြောတာဘာဖြစ်လို့လဲသူတို့ကတက်တက်တိရှိရှိသူတို့ထွက်သူတို့သူတို့ဘာဆိုတော့ချပြရဲတာနော်အဲ့ဒီအတွက်ကိုယ့်ဘက်ကလောက်တဲ့နေရာမှာပြတ်သားဖို့ပဲလို့ဒီနေ့အတွက်ထူးခြားတဲ့သတင်းအသစ်တွေကိုနောက်မှအသေးစိတ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပြီးဘေးနားကခေါင်းလောင်းလေးကိုနှိပ်ခဲ့ကြဖို့မမေ့ကြပါနဲ့ခင်ဗျာဒါဆိုရင်ဆက်လိုက်ရအောင်ဒီရုပ်ရှင် ကာရကာထွက်လာတယ်ပေါ့နော်ဒီဘာလို့ဆိုရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီးတော့လက်ရှိနိုင်ငံရေးခင်းကျင်းနဲ့ချိန်ဆက်ပြီးရွေးချင်ကာရကာထွက်လာပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီအဲဘာခေါ်လဲဆိုတော့ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများဆိုတဲ့အမိပေးထားတဲ့အဲတစ်ဖက်ကခေါ်တော့ရွေးကောက်ပွဲစည်းရုံးနဲ့ကားပေါ့တကယ်တော့ရွေးကောက်ပွဲစည်းရုံးတာဆိုတော့ထဲဒီကျွန်တော်တို့နိုင်ငံအနာဂတ်ကိုဘယ်လိုပုံဖော်သင့်လဲဆိုတာမျိုးဥတည်ရိုက်ထားတဲ့ဇက်ကားပေါ့နော်အဲ့ဇက်ကားကိုတေးဥဆောင်တာကတော့ကိုနေတူမြင့်မြတ်နေဝင်းအေဂျင့်အဲ sorry အေဂျင့်မောင်ပြောတာနော်ကိုနေကိုနေတူမြင့်မြတ်နေဝင်းအေဂျင့်မောင်အစရှိရဲ့ နာမည်ကျော်ထိတ်တန့်ဖို့တင်းဆောင်နေအကုန်ပါပါတယ်ဒီဘက်မှာတော့ချူလေးတို့မင်းမြင့်မိုးတို့အောင်ခိုင်းတို့ငပြောကျော်တို့စူပါလင်းတို့တွက်လက်တို့အစရှိတဲ့တင်းဆောင်တွေလည်းပါဝင်ပါတယ်ဆိုတော့ဒီစကားကကြည့်ရတာလုံခဲ့တဲ့ကာလတွေအများကြီးရဲ့ရက်ချိုက်ထားပုံပေါ်ပါတယ်ဘာလို့ဆိုတော့ဒီမှာစူပါလင်းအောင်ပါတယ်ဆိုကြတဲ့ကစူပါလင်းကအဲတခြားကိစ္စနဲ့အမှုမှုဖြစ်နေတဲ့လူတယောက်ဆိုတော့ဒါဆိုရင်လုံခဲ့တဲ့၄၃လလောက်ပေါ့နော်ဖြစ်နေတဲ့လူဆိုတော့ကြည့်ရတာဒီနှစ်စောပိုင်းကလေးကဒီကောက်ရိုက်ထားသလားသို့မဟုတ်ပြီးခဲ့တဲ့သိမ့်ကြတဲ့ရိုက်ထားသလားတော့မသိဘူးဘလို့ဖြစ်ဒီစကားကတော့ထွက်လာတဲ့အတွက်အဲထွက်လာတဲ့အတွက်တစ်ဖက်ကတော့ဝါရဖြန့်ချီ အဲဘိုးဘက်ကပြည်ပြည်အုပ်စုတွေကတော့ဒါကြီးကိုတကုံပုံဖြတ်ပြီးပြောတာပြောကြပါတယ်အဓိကတော်လိုင်းကြီးကိုပုံဖြတ်တယ်ပေါ့ဗျာအဲ့လိုပြောတယ်သူတို့ဝေဖန်လို့ဆိုကိုနေတို့တို့ကိုမြင်ကိုနေတို့တို့မြင့်မြတ်တို့နေဝင်းတို့အေးချမ်းအောင်တို့ကိုအေးချမ်းအောင်တို့ချူးလေးမြင့်မြတ်မှုအောင်ခိုင်တဲ့ပြောကြော်စူပါလင်းတွက်လဲအဆရှိရဲ့လူပညာရှင်အကုန်လုံးကိုဒီလိုဝေဖန်ပုတ်ခတ်မှုတွေလုပ်တယ်ဆိုတော့ဒီဇာကားထဲမှာတော့ကျွန်တော်ဇာကားကိုဒီချာအဆအဆုံးမကြည့်ရသေးပေမဲ့ကျွန်တော် နားလေတာတကောရှင်တယ်ဒီလူပညာရှင်တွေအကုန်လုံးကဘာလုပ်တာလဲမင်းနိုင်ငံတော်ကိုသူတို့ရဲ့တက်ဆွမ်းတဲ့ပညာနဲ့လူပညာနဲ့ပြန်ပြီးအလုပ်ကြီးပြုတာလို့ခေါ်တယ် ဘာလို့ဆိုတော့ဖရဲစနားကြည့်မယ်အခုလက်ရှိ27နိုင်ငံရဲ့ခင်းချင်းနဲ့အတူပြည်သူလူထုဟာအမှုပညာရှင်တွေအကြောင်းပြည်သူလူထုဟာအသက်အိုးအိမ်စီးရင်ပေါင်းဘဝပေါင်းမျိုးသာပျက်စီးခဲ့ရပြီပြည်လူပညာရှင်အချို့ကြောင့်အဲ့တော့ပြည်သူလူထုရဲ့ဘဝကိုလမ်းမတွေပို့ခဲ့ရလူပညာရှင်တွေကအသံတိတ်နေကြရမယ်ပြည်သူလူထုကိုအေးချမ်းစွာနေစေခြင်းနဲ့ပျော်ရွှင်စေခြင်းနဲ့ကောင်းမွန်နေစေခြင်းနဲ့လူတွေကြတော့ပြည်သူလူထုကိုဘယ်လိုစီရင်မလဲဘယ်လိုပြန်ခေါ်မလဲပြည်သူလူထုကိုအေးအေးချမ်းဖြစ်အောင်ပြည်သူလူထုကိုလမ်းပြဖို့အတွက်လူပညာရှင်အချို့မှတာဝန်ရှိတယ်သူတို့တာဝန်ထမ်းဆောင်ဖို့သူတို့တင်းဆောင်လူပညာနဲ့ပညာနဲ့သူတက်သွက်တဲ့လူပညာနဲ့ ပြည်သူ့တောင်းပြထဆောင်ပေးတယ်အဲ့တော့ရွေးကောက်ပွဲလိုဟာမျိုးဆိုရင်ရွေးကောက်ပွဲဆိုထောက်ခံကျူဆုံးပေးတဲ့အနေနဲ့ဒါလုပ်ပေးတယ်အဲ့တော့27ခင်းချင်းမှာဆန္ဒပြတဲ့ဟာတွေမှာဆိုလို့ရှိရင်ဆန္ဒပြတာရဲ့အကျန်းဖတ်တာရဲ့နှမျိုးရှိတယ်ဆန္ဒပြတဲ့ဟာကဆန္ဒပြတဲ့အထိကိုကျွန်တော်တို့ကအကုန်လုံးကိုလက်ခံတယ်လူတယောက်ကဆန္ဒပြဝင်ဆိုဆန္ဒပြတာကိုကျွန်တော်တို့ဘာမှဟိုကန့်ကွက်စရာမရှိဘူးဒါကြီးကိုကျွန်တော်တို့မှားတယ်မပြောဘူးတကယ်ဆန္ဒပြတဲ့နဲ့ပြတော့ကောင်းတယ်ဒါပေမဲ့ဆန္ဒပြတာကနေတော့တစ်ဆင့်အကျန်းဖက်လာတာကိုယ့်ရက်ွက်ကကိုကိုယ့်ရက်ွက်ရက်ွက်တစ်ခုတိုင်းလမ်းတိုင်းမှာခါလေဟိုပိတ်ဒီပိတ်ပိတ်ပြီးတော့ ဟိုရက်ကွက်တစ်ခုကိုစစ်တမ်းထက်လိုမျိုးပုံမျိုးရက်ကွက်တစ်ခုကကို့ဒေတာတစ်ခုလိုမျိုးအပိုင်းဒေတာတစ်ခုလိုမျိုးလုတ်ပြီးတော့ဟိုချမ်းချမ်းနဲ့နေလုတ်ခဲ့ကြတဲ့ကာလာတစ်ခုကိုဖျက်ဆီးခဲ့ကြတယ်အဲ့ဒါခင်ဗျားတို့လည်းရန်ကုန်မှာနေလို့သိတယ်ကျွန်တော်လည်းသိတယ်အဲ့ဒါကို့ရက်ကွက်ကိုကိုပြန်ရင်တော့ခင်ဗျားလမ်းဒီတက်တယ်ပြန်လို့ပြောဟိုပတ်ဒီပတ်ဒီလိုပတ်နေတာရက်ကွက်ထိတ်တယ်မှာခင်ဗျားကင်းတဲတွေစောက်ဟိုအရိုက်ချတရားချအဲ့လောက်ကြီးလုတ်တယ်လမ်းတွေပေါ်မှာတာယာကွင်းတွေမီးချိုးတဲ့အိမ်ပေါ်လမ်းတွေပေါ်မှာတတ်တိုင်တွေဖြိုလဲပစ်တယ်အားခင်ဗျားတတိုင်ကျိုးပါထမိန်ကြီးတက်လန်းနေအားမျိုးစုံပေါ့ဗျာဆန္ဒပြနေမျိုးစုံနဲ့အချမ်းဖတ်တဲ့ဘက်ကအသွင်ဆောင်သွားတဲ့ဟာတွေရှိတယ် ဆိုတော့အဲ့ဒီအဲ့ဒီရုပ်ရှင်ကားထဲမှာဒီဇာကားထဲမှာအဲ့ဒီဟာတွေကပါတယ်ဆန္ဒပြတဲ့ဟာမှာဆန္ဒပြရကနေအကြမ်းဖက်မှုဖြစ်သွားတဲ့ဟာတွေကိုရုပ်ကတိပါတယ်အဲ့ဒါကိုတို့ကပေါက်ပွဲတယ်အဲ့ဒါပေါက်ပွဲတယ်ပြီးတော့မြင့်မြတ်တို့နေဝင်းတို့အေဂျင့်မောင်တို့ကိုနေတို့တို့ကတို့ဘက်ကိုမပါအောင်လို့ဆိုပြီးပေါက်ပွဲတယ်သူသဖြင့်ဒီလူတွေရဲ့အင်အားနဲ့ပြည်သူလူထုကပြန်ပြီးတော့ပြည်သူလူထုအမြင်မှန်ရလာမှာတို့စိုးရိမ်တယ်ဒါကြောင့်မလို့ပြည်ပြည်အုပ်စုကအဲ့ဒီဒီလူပြန်ရှင်တွေဝိုင်းဖိအားပေးတယ်ကျွန်တော်တို့အဲ့ဒီလူပြန်ရှင်တွေကိုအားလုံးပြောပါမယ်ကိုနေတို့လည်းကိုနေတို့တို့မြင့်မြတ်တို့နေဝင်းတို့အေဂျင့်မောင်တို့အကုန်လုံး ော်အကုန်လုံးတော့ကဒီချူလေးတို့ကစာနုပြရရှင်အကုန်လုံးကျွန်တော်ခဲတော်တို့တခုပြောချင်တာကကျွန်တော်တို့အဲ့လိုပြည်ပြည်အုပ်စုဝေမန်တာကိုစိုးရိမ်နေကြမလို့ပါဘူးကိုယ့်လိုကိုယ်လိုပါခင်ဗျားတို့ကိုယ်လိုဆရာဆရာလုပ်ခဲ့ပြီခင်ဗျားတို့တိုင်းပြည်ရဲ့တာဝန်ခြေဝန်ခဲ့ပြီတိုင်းပြည်ရဲ့တိုင်းပြည်အတွက်တာဝန်ခြေပြီပြည်သူလူထုအတွက်တာဝန်ခြေပြီခင်ဗျားတို့လုပ်ဆရာဆရာလုပ်ပေးခဲ့ပြီဖြစ်တဲ့အတွက်ခင်ဗျားတို့ဘာပြောရှေ့မှာခင်ဗျားတို့ဘာလုပ်ခဲ့လုပ်ခဲ့ဒီနေ့ဓာရီဟာတိုင်းပြည်အတွက်အကျိုးရှိတယ်လို့ခင်ဗျားတို့လုပ်ပေးတဲ့အတွက်ကျွန်တော်တို့ကကျေးဇူးတင်တယ်ခင်ဗျားတို့အားပေးနေတဲ့ပြည်သူတွေကတန်းတဲ့ချီရှိပါတယ် ဒီအချမ်းပသမလူတစုကြောင့်ခင်ဗျားတို့စိုးရိမ်စိတ်တွေမများဘူးကျွန်တော်သတိပေးချင်ပါတယ်ဘာလို့ခင်ဗျားတို့ဒီအချမ်းပသမတွေဝါရဖြန့်ချီရလုပ်ပြီးတော့ခင်ဗျားတို့စိုက်ဝါးတွေပေးနေတာကိုခင်ဗျားတို့ကလန့်ပြီးတော့အလုပ်မလုပ်ရဲမှာစိုးလို့ပါဒီအချမ်းပသမတွေကခင်ဗျားတို့ဖိနှိပ်မှုစူးစားလေလေနှိမ်ချမှုစူးစားလေလေပုတ်ချမှုစူးစားလေလေခင်ဗျားတို့ကကိုယ့်အရေးချင်းကိုယ့်ယူဆကိုယ့်ယုံကြည်ချက်ယက်တိချက်နဲ့ယုံကြွားပြီးတော့တိုင်းပြည်အတွက်လုပ်ပြလေလေလုပ်ရမှာဖြစ်ပါတယ်အဲ့တော့ခင်ဗျားတို့အနေနဲ့လုပ်ပါကျွန်တော်တို့တိုက်တွန်းပါတယ်ခင်ဗျားတို့အနေနဲ့လုပ်ဆက်ရဆက်လုပ်ပါ channel တို့ပြရှင်တွေလည်းဒီလိုပါပဲ တဖက်ကပြည်ပြည်ဥစုကမြန်မာနိုင်ငံကိုပြန်တော်ဝင်လာလို့မရတော့တဲ့အနေအထားကြီးရောက်နေတဲ့အချိန်မှာခင်ဗျားတို့ဘာလို့စိုးရိမ်နေတာလို့လဲကိုလို့ဆရာချက်လို့ပါကို့နုပညာနဲ့တိုင်းပြည်ကိုအကျိုးပြုပါပြည်သူလူထုအကျိုးပြုရလို့လုပ်ပါဒါတွေအားပေးပါတယ်အဲ့တော့ကိုပဲဥစုကတော့ခင်ဗျားတို့ကိုပုံဖော်ပုံပြမျိုးစုံရေးသားပါလိမ့်မယ်ဒါတွေကောင်းတယ်မထည့်ပါနဲ့ကို့လို့ကို့လို့ပါဒါပဲကျွန်တော်ပြောပါမယ်ကို့လို့ကိုတခြားလှုပ်ရှားပါပြည်သူလူထုကခင်ဗျားတို့ကိုအားမျိုးစောင့်နေတန်းနေချီတဲ့ပြည်သူလူအများကြီးရှိပါမယုံရင်ခင်ဗျားမြန်မာနိုင်ငံမှာရှိတဲ့ကြိုက်တဲ့မျိုးရွာတွေကိုတွားကြည့်ပါခင်ဗျားတို့ကမှဒီလိုမျိုးတရုပ်ဆောင်လို့စိတ်ဆိုးတဲ့ ြည်သူရှိသလားမရှိသလားတကယ်အားပေးတဲ့ပေးသက်အစ်စ်ကခမတို့ဒီလိုသေးဆောင်လိုက်လို့စိတ်ဆိုးသလားမဆိုးဘူးလားဆိုတော့တေချာလိုက်လွိလာကြည့်လိုက်အဖြေထွက်တော့ပါလိမ့်မယ်ကဲတော့ Facebook အောက်မှာလာတဲ့လာပြီးမှန်းတဲ့ဒီ computer fighter လေးပေါ့နော် keyboard fighter အုပ်စုပြည်ပြည် keyboard fighter အုပ်စုရဲ့ command တွေကိုဖတ်ပြီးတော့တော့တော့ကမများပါနဲ့ကိုယ်လိုကိုယ်လိုပါအဲ့ဒီ command တွေအားလုံးကိုလည်းမလိုရရင်အကုန်လုံး command တွေပိတ်ပလိုက်ပါပြီးရရှင်းအောင် command တွေပိတ်မိတ်လေ command ဖွင့်ထားပြီးလေမဝင်မဖတ်ဖက်နဲ့လှုပ်ပေးထားလိုက်ပါဘာကြောင့်လဲဆိုတော့ဝင်ဖတ်နေရင်လှုပ်ရှုံမှာဆိုလို့ ဝင်ဖက်နေတော့ကများနေပါဆိုဖက်နေပဲလွတ်မိထလိုက်ပါဒီအချမ်းဖက်သမားကီးဘုတ်ဖိုင်တာတအုပ်စုကခင်ဗျားတို့ဒီလိုပဲ online ချင်းလုပ်ပါလိမ့်မယ်ဒီကီးဘုတ်ဖိုင်တာအုပ်စုကအဲ့လိုပဲဝါရဖြန့်ချင်းနေတဲ့တို့ကကျွန်တော်တို့ဒီဘက်မှာ link ကြော9နှစ်တုန်းမှာပေါက်တော့ကြရည်လုတ်ခဲ့ပြီးပြီအဲ့တော့ကိုလိုကိုလိုအင်းနဲ့လွတ်ဆက်ရှိတာကိုသွားကြပါလို့ပဲကျွန်တော်တိုက်တွန်းပါတယ်ကျွန်တော်တို့ခင်ဗျားတို့အားပေးနေပါတယ်ဆက်ပြီးတော့လုတ်ပါတိုက်ပြီးကောပြည်သူလူထုအတွက်ကောအားတူမန်တယ်လုတ်ဆက်ရှယ်ဆက်လုပ်ပါကျွန်တော်တို့အားပေးနေပါတယ်ပြီးတော့ကျွန်တော်တို့လည်းတန်ပေါင်းများသောပြည်သူတွေခင်ဗျားတို့အားပေးနေတယ်ဆိုတော့မမေ့နဲ့လို့တော့ကျွန်တော်တို့ဒီနေရာမှာထပ်ပြောပါတယ်အဲ့တော့ ဒီလူတွေကို BC လို့ပါလို့ CB လို့ပါလို့ဘာလို့ညာကိုပြောမနေနဲ့ကိုလေးလူကြီးတောင်မှပဲ BC လို့ပါလို့ပြောခံရတယ်မဟုတ်ဘူးလားဒါပဲကိုလေးကိုလေးသူ့လိုသူ့လိုတာပဲမင်းစီပဲခဲလည်းဒီလိုပဲကိုလိုကိုလိုကြာရဲနဲ့ဘာပြောဟိုကိုဘွားကိုသမိုင်းကိုရှိကြတာအကောင်းဆုံးပါဟိုပြည်ပြည်တွေကတော့ခပတ်တော့အနာအိမ်နာတော့ငါတည်နေမှာမဟုတ်ပါဘူးအဲ့လိုတော့ပြီးတော့အဲ့လိုပဲပြောချင်ပါတယ်နော်ကဲဒီတော်လန်ရေးကတော့နော်ငါးနဲ့ဖာကောင်းကောင်းကိုရပါပြီအခုဆိုရင်အနုပညာ ရှင်နေလို့တို့တို့ပြောတဲ့ဟာတွေတသက်လုံးပြည်သူရှင်းရရင်တော့ချိုးတလို့ပုံစံမျိုးနဲ့နော်လောက်ခဲ့တာအခုမင်းအောင်လှန်ရဲ့အတူအယောင်ရွေးကောက်ပွဲမှာပါထွက်ပြီးတော့မဲဆွယ်ရဲတဲ့အဆင့်ထိဖြစ်လာပြီအဲ့ဒါတွေကကျွန်တော်တို့ဘက်ကရန်ကန်မှာပြတ်တာအများကြီးရှိတယ်နော်အခုဒီပွဲမှာ Academy နေတော့ Academy မြင့်မြတ် Academy နေဝင်း Academy အေဂျန့်မောင် Academy ချူလေး Academy မေမြင့်မှု Academy အောင်ခိုင်နှစ်ပြောကျော်အောင်တော့နိုင်ဝင်းတွက်လက် စူပါလင်းမင်းညို့အောက်ကပြန်ချီရဲရင်ရောပြော့အောင်စင်ဖြုတ်ကဲဒီစရင်လေးတွေကိုမှတ်ထားလို့ရပါတယ်နော်ဒီထဲမှာအစိုးဆုံးကတော့အောင်ခိုင်ပေါ့နော်အောင်ခိုင်ပြောတဲ့စကားနားထောင်ကြည့်ပါဦးမှာကျုံတော့တခါတည်းတတိပြေးလာမှာနော်ဒါမဲ့ဒီစီမှာမှာရွေးကောက်ပွဲရှိတယ်အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ပုံစံကိုမင်းတို့ပောက်ကြရရှောက်မရေးနဲ့နော် ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်ဟာတိတ်ကောဟာဦးတိတ်ကောဒီကိန်းတော်ကြီးပဲကြားရနော်အောင်ခိုင်ချင်းချောက်တာနော်တွေ့တယ်နော်ဘာဥပဒေလဲဟမ်အာနာယူနပြီးတော့တတိုင်းမိလုံးတက်နေတဲ့လူတက်တမားကထုတ်တဲ့ဥပဒေကိုမင်းတို့ဖက်ခွက်စားတွေလိုက်နာရင်လိုက်နာပြည်သူကတော့ရအောင်တွန်းလှန်မယ်ပွဲအဲ့တကုတ်ရှိတယ် နော်မင်းတို့နိုင်မယ်ဆိုရင်တော့ကြိုက်တယ်လို့လုပ်ပေါ့ချင်းချင်းလေးပဲအဲဒါမဲ့ဒီတော်လန်ရေးမှာအခုဆိုရင်ကျွန်တော်တို့တခါတည်းရန်ငါပြတ်သွားပါနော်ကောင်းပါတယ်မျိုးကောင်းတယ်ဆိုတော့ရန်ငါပြတ်သွားနှုတ်မဆိုရင်ဟိုညာနေအောင်မယ်အာဘာပြီသူဆိုတဲ့ဟာမျိုးတော့អော်နေအောင်မယ်ဘာလို့ဆိုဇော်မဲလုံးဝတဲ့တခါတည်းပြောထားတယ်လေဇော်မဲလုံးကိုယ်တိုင်ပြောထားတဲ့စကားရှိတယ်ဒီစကားကိုလည်းကျွန်တော်တို့ကလေးစားဖို့လိုတယ်အဲ့ဒါဘာပြောတာလဲဆိုတော့အချမ်းဖတ်သမားတွေနဲ့အတူတူရှင်တွဲနေထိုင်တဲ့ပတ်သက်နေတဲ့ဒူဒီအားလုံးကိုတဲ့တုတ်တင်ရှင်းလင်း ရတယ်ပေါ့ဒါအကျံဖက်ဥတွေအရာလဲတုံးနေရှင်းလင်းဝင် ရှိတယ်ဆိုပြီးတော့တက်မတော်တည်လိမ်ပြန်ကြားရေးဆိုတဲ့ဇော်မဲလုံးကိုတိုင်ပြောထားတာရှိတယ်အဲ့တော့ကျွန်တော်တို့ဒီစကားတွေကိုအဲ UG ဖွဲ့တွေပြီးလို့ရှိရင်တိုင်းတက်ဖွဲ့တွေအနေနဲ့တွန်လိုင်းတိုင်းတက်ဖွဲ့တွေအနေနဲ့ကောင်းကောင်းထိမ့်သိမ်းနိုင်ဖို့လိုအပ်ပြီဘာဖြစ်လို့ဆိုတော့လက်ရှိ CRPH ဆိုတာ2020ရွေးကောက်ပွဲမှာပြည်သူတွေရွေးချယ်လိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့မြန်မာပြည်ရဲ့တရားဝင်လွှတ်တော် ဘာဖြစ်လို့တည်ယူလို့အခုပဲခတ်ပြီးတော့နိုင်ငံတကာပါလီမန်ကထပ်ရွေးလိုက်တယ်နော်လွှတ်တော်တွေနိုင်ငံတိုင်းရဲ့လွှတ်တော်တွေအားလုံးဖွဲ့စည်းထားတဲ့နိုင်ငံတကာပါလီမန်က CRPHD မြန်မာနိုင်ငံရဲ့တည်သူကိုယ်စားလှယ်တရားဝင်အဖြစ်ထပ်ပြီးတော့အခွင့်အာဏာအနှင်းထားတာဖြစ်တဲ့အတွက် CRPH ကလက်ရှိအာဏာသိမ်းမင်းအောင်နိုင်ခေါင်းဆောင်တဲ့အဖွဲ့ကိုအကြမ်းဖက်အဖြစ်ကြီးညာထားပါတယ်။အဲ့တော့အရှင်းမှာဇော်မဲလုံးပြောတဲ့ဇာကားနဲ့နှိုင်းရှင်လိုက်မယ်ဆိုရင် ။အဖြစ်လဲအကျန်းဖက်ဓမ္မတွေနဲ့အတူရှင်တွဲနေထိုင်တဲ့သူတွေအားလုံးကိုတုတ်တင်ရှင်းလင်းခွင့်ရှိပါပြီ။နော်။အဲ့တော့ဒီလက်ရှိမင်းအောင်နိုင်တို့ရဲ့ဒီဝါဒဖြန့်လိင်ညာရုပ်ရှင်ကားမှာပါတဲ့သူအားလုံးဒီနံပါတ်1အကျန်းဖက်ဓမ္မနိုင်ငံတော်ပုံကန်ထားတဲ့မင်းအောင်နိုင်ဒီအကြမ်းဖက်ဓမ္မနဲ့ပါဝင်ပတ်သက်နေတဲ့ဒုတိဖြစ်တဲ့အတွက်စည်ရင်ပြတ်မှတ်ရကောင်းကောင်းအရေးယူရပါမယ်။နောက်ဒါအပြည့်သူမဟုတ်တော့ပါဘူး။သိကြပါလား။ เนาะအခုအဲ့ဒီကားထဲမှာပါတဲ့လူအလုံးဟာတော်လန်ရင်အင်အားစုတွေအနေနဲ့စည်ရင်ပြတ်မှတ်ဖြစ်အေးယူဝင်ရှိပါဘူးเนาะဒါဟာပြည်သူအများစုရဲ့စံနှံ့နဲ့လည်းကပ်ညီလိမ့်မယ်။ဘာဖြစ်လို့လဲကျွန်တော်ဘယ်ပါတီမှဝင်နေတာကိုပြည်သူအစ်စ်เนาะဘယ်ပါတီကို NLD နဲ့ဝင်ထားဘူးဘယ်မှဝင်ထားဘူးပြည်သူအစ်စ်ကျွန်တော်တို့ပြည်သူအစ်စ်တွေအများကြီးရှိပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကဘယ်ဘက်သွားမလဲအခုကျွန်တော်ပြည်သူအစ်စ်เนาะဒါပေမဲ့ကျွန်တော်တို့လူမျိုးကို စစ်ကောင်စီကမိကြည့်တီတူဆိုပြီးတက်ညာပေးမလားဘယ်လိုလုပ်မှာလဲအဲ့ဒါအဖြေပဲဟုတ်တယ်နော်ကျွန်တော်တို့ပြည်သူစစ် RNI ပါတီဝင်နေမဟုတ်ဘူးဒါပေမဲ့လို့လက်ရှိအာဏာသိမ်းတာကိုကျွန်တော်တို့လက်မခံဘူးအဲ့ဒီအတွက်ကျွန်တော်တို့လက်မခံတဲ့အရာကိုလက်မခံတဲ့အတိုင်းဖြစ်ဖို့အတွက်ကျွန်တော်စ조사တယ်ဒါပဲဒါပေမဲ့ပြည်သူဒီလိုလူမျိုးပြည်သူအစ်စ်ပါလို့စစ်ကောင်စီကမိကြည့်ဘာလုပ်မှာလဲရှင်းနေတယ်ဟုတ်တယ်နော်အဲ့တော့ကျွန်တော်တို့ဘက်ကတော်လိုင်းတိုင်းတက်ဖွဲ့တွေအနေနဲ့ကလည်း လက်ရှိဒီစစ်ကောင်စီကမတရားပြုလုပ်မဲ့ရွေးကောက်ပွဲမှာမတရားအာဏာသိမ်းတဲ့ဥပဒေကြောင်းအရကြီးမယ်ဆိုရင်လည်းမင်းအောင်လိုက်အာဏာသိမ်းတာညတရားမဝင်ပါဘူးမနေ့9နာရီမှာတမနာတရားဝင်တာဝန်ထမ်းဆောင်နေတဲ့တမနာအပါဝင်အစိုးရဖွဲ့ကိုလိုက်ဖမ်းတာပါမနေ့9နာရီမှာကာလုံခေါ်တာဖြစ်တဲ့အတွက်လောဝဥပဒေဘောင်မဝင်ပါဘူးအဲ့တော့မင်းအောင်လိုက်ကနိုင်ငံတော်ပုံကံမှုကိုကျူးလွန်ထားတဲ့ရာဇဝတ်ကောင်ပါအဲ့ဒီရာဇဝတ်ကောင်ကပြုလုပ်တဲ့ အခုအတူရောင်ရွေးကောက်ပွဲကိုဒါဒီရွေးကောက်ပွဲဟာနော်အမမဲဆွဲနေတာရှိတယ်နော်မဲဆွဲတာရှိတယ်မင်းတို့ကစစ်တပ်အုပ်ချုပ်တာလည်းလက်မခံဘူးတဲ့ရွေးကောက်ပွဲဆိုတော့မဲမူပြည်သူ့ရဲ့ရွေးကောက်ပွဲ2020မှာပြီးခဲ့တယ်အခုလာမယ့်ရွေးကောက်ပွဲဟာဒါရွေးကောက်ပွဲမဟုတ်ဘူးဘာဖြစ်လို့လဲနောက်ဆုံးစစ်တပ်ကိုကိုစားပြုပါတယ်ဆိုတော့ကျန်းဖို့ပါတီဝင်နေတောင်မှပါဝင်ရှင်ပြိုင်ခွင့်ရတာမဟုတ်ဘူးစစ်တပ်ကနေစစ်ဘိုလ်ချုပ်ပြီးအကောင်လုံးဘောင်းမီချုပ်ပြီးတော့ ဟမ်ပါတီစဲဝင်ပြီးလာပြိုင်တာလေဒါဟာရွေးကောက်ပွဲမဟုတ်တာကြီးဟိုဟမ်ဘောင်းမီစစ်ဘောင်းမီဝစ်ထားတဲ့ကောင်တွေကသူတို့အာနာကိုလှုပ်ပါမယ်ဟိုနေရာမှာလှုပ်ချလိုက်ပြီးတော့ဒီအိုင်လာဆိုင်ဆောက်တယ်ဘောင်းမီပစိုးဝင်ပြီးတော့ဟမ်သူတို့ပဲအဲ့အာနာပြန်ယူတာဒါဟာရွေးကောက်ပွဲမဟုတ်ဘူးရှင်းရှင်းလေးနော်အာနာကိုတစ်ဖက်နဲ့ねလူယူတာပဲအာနာသိမ်းတယ်အာနာသိမ်းတော့တရေခံဖြစ်သွားတယ်ရာဇွေးကောင်ဖြစ်သွားတယ်အဲ့တော့အဲ့ဒီရာဇွေးကောင်ဘောင်းကနေလှုပ်ဖို့အတွက်မလုပ်တယ်အာနာသိမ်းတဲ့ဘောင်းမီကိုချွတ်လိုက်တယ်ဟမ်ယူနီဘောင်းကိုချွတ်လိုက်တယ် ိုက်ပုံနဲ့ပစိုးဝစ်ပြီးတော့ဒီဟာပဲဒီကောင်ကြီးကလာပြန်ဆောက်လာချင်းချင်းလေးဒါဟာဥပဒေကိုအလွဲတုံးစားလုပ်ပြီးတော့နိုင်ငံအာဏာကိုမတရားနှိမ့်လန့်နဲ့ရိုက်ဖို့ကြိုးစားတဲ့နိုင်ငံတော်ပုံကံမှုကိုကျွလွန်ထားတာပါ။နော်အဲ့တော့ဒီအဖွဲ့ကိုနိုင်ငံတကာပါလီမန်ကတရားဝင်အတိမတ်ပြုထားတဲ့ပါလီမန်ကဘာဖြစ်လဲ။အကြမ်းဖက်ပြင်ညာထားတဲ့ CRPHD တရားဝင်အဖွဲ့စည်းနော်။တရားဝင် CRPHD အကြမ်းဖက်အဖြစ်မင်းအောင်နိုင်လို့အဖွဲ့ကိုပြင်ညာထားတာဖြစ်တဲ့အတွက်အခုမင်းအောင်နိုင်ရဲ့ အတူရောင်ရွက်ကောက်ပွဲမှာပါဝင်လှုပ်ဆောင်တဲ့ဒူတွေအားလုံးဒီတီတူကိုဒါတိုက်ရိုက်ပုံကန်စော်ကားတာပဲရှင်းရှင်းလေးပဲအဲ့ဒီဒူတွေအားလုံးကိုဘယ်နေရာမှာတွေ့တွေ့စည်ရင်ပြစ်မှတ်ဖြစ်အရေးယူခွင့်ရှိပြီဒါသူတို့ဒီပြည်သူမဟုတ်တော့ပြည်သူမဟုတ်တော့ဘူးနိုင်ငံတော်တစ္ဆာဖောက်ဖြစ်ပုံကန်ထားတဲ့ရန်စွဲကောင်နဲ့ပူးပေါင်းတော်တဲ့အကြမ်းဖက်အားပေးတွေပဲဖြစ်တယ်ဒါကြောင့်မလို့အကြမ်းဖက်အားပေးတွေဖြစ်တဲ့အတွက်ဒီနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားအလို့ကဒီလိုအကြမ်းဖက်ဓမ္မတွေကိုလုံးဝလက်ခံခွင့်မရှိဘူး ဒါပြည့်ပြည့်တသားပဲဒါကြောင့်မလို့လက်နက်ကင်ထားထားရဲ့ UG တွေတော်နိုင်အင်အားစုတွေအနေနဲ့လက်ရှိနော်ဒီမှာပါတဲ့ကောင်တွေပေါ့အောင်ခိုင်ချင်းချောင်းတော့တွေ့ရနော် ဟမ်ဒီမှာအောင်ခိုင်အောင်ခိုင်ပြောတာပို့လာကြတပုံပဲကျွန်တော်ဒေါ်လာထွက်ကြလို့နော်ဒေါ်လာကျိုးလို့ဒီမှာဒေါ်လာကျိုးလို့ဒီမှာရေးရမှာပေါ့ဒါရင်ကြတော့ရေးပါရေးပါမင်းတို့တမိုင်းရေးပါနော်ဒါတမိုင်းပဲလက်ရှိဒါတမိုင်းပဲကောင်းတယ်ကျွန်တော်တို့ကြိုက်တယ်သူတို့အဲ့လိုဖြစ်သွားတာကိုကျွန်တော်ဝမ်းသာဘာဖြစ်လို့နှုတ်မဆိုရင်ကျွန်တော်ဒီလိုပေါ့အာနာမတိန်ခဲ့မယ်ဆိုရင်လက်ရှိလွတ်တော်ထဲမှာ25ရာခိုင်နှုန်းကကန့်လန့်ပါနေမယ် ကြံ့ဖို့ပါတီကလည်းကန့်လန့်ပါနေတယ်အဲ့ဒီသူတို့နှစ်ယောက်ပေါင်းပြီးတော့လက်ရှိပြည်သူကိုဒုက္ခပေးနေတဲ့ပြည်သူအတွက်ဘာမှအကာအကွယ်မရတဲ့ဥပဒေတွေကိုဘာမှပြင်ဆင်ခွင့်ရှိမှာမဟုတ်ဘူးအဲ့တော့ရှင်းရှင်းပြောရရင်ဒီမိုကရေစီအယောင်ပြပြီးတော့စစ်တပ်ကရှင်းနေမှာအုပ်ချုပ်ရေးထဲမှာစစ်တပ်သားလေးအဓိကဖြစ်နေတာဟုတ်တယ်လေကော်ဝါရဲ့ငန်းတစ်ကအဲ့ဒီအုပ်ချုပ်တာမဟုတ်ဘူးကာကွယ်ဦးစီးအုပ်ချုပ်တာ sorry နော်အဲ့ဒီအတွက်အာနာတိုင်းလိုက်တဲ့အတွက်ဘာဖြစ်သွားလဲဆိုတော့ရန်ငံပြတ်သွားတယ် ဒီရတယ်နဲ့အကောင်လုံးရှင်းချင်းလေးပဲအခုတခါထပ်ပြီးတော့အဒိုအေးဒိုအေးလောက်ကြတယ်အဖမ်းနဲ့ပြစ်တယ်ခတ်တယ်ကြတော့အော်အဲ့ပြည်သူမှနေတဲ့လူတွေကြတော့ရှောင်းလွဲလို့မရကြဘူးခဲ့သူတို့တွေငြိမ်ဝါရတယ်အမှုပညာတွေတွေဆိုရင်ငြိမ်ဝါရတယ်နော်အဲ့အဲ့လိုနားလည်မှုတွေပေးထားကြတယ်ဘဒူကတကယ်အစ်စ်မှန်လဲဘဒူကတော့တစ္ဆာဖောက်တွေလဲဆိုတာကိုရှင်းလင်းလင်းပြောတော့ပြောလို့မရဒါပေမဲ့အခုလိုဟာမျိုးထွက်ပေါ်လာတဲ့အတွက်ဘာဖြစ်သွားဆိုရှင်းဝါတယ်တိမတ်ကိုချင်းချင်းလင်းလင်းပြီးကျွန်တော်တို့ကပေါ်တယ်မဲ့စော်ပလိုက်လို့ရတယ် ရှင်းရှင်းလင်းလင်းပြောလိုက်ဒါအကျမ်းဖတ်အားပေးနေတယ်ဟုတ်တယ်နော်ပြည်သူကိုအကျမ်းဖတ်နေတဲ့စစ်တပ်ပြည်သူကိုဘုံကျဲနေတာပြည်သူကိုမင်းရှို့နေတာပြည်သူကိုစစ်တောင်းထိုးနေတာနေ့စဉ်ရက်ဆက်ပြည်သူကိုတပ်ဖြတ်နေတဲ့အကျမ်းဖတ်လက်နက်ကင်စစ်တပ်နဲ့ပါဝင်ပူးပေါင်းပြီးတော့ပြည်သူအာဏာကိုမတော်လောဘနဲ့ရယူဖို့လှုပ်တာဒီအကျမ်းဖတ်အားပေးနေတယ်ပိုကောင်းတယ်နော်ဒါကြောင့်မလို့ဒီရုပ်ရှင်ကရိုက်တဲ့အကောင်တွေကိုလေကျေးဇူးတင်လိုက်ခင်ဗျားတို့ကျွန်တော်တို့ပြည်သူတွေအနေနဲ့အကောင်ပြောတာဘာဖြစ်လို့လဲ သူတို့ကတက်တက်တိရှိရှိသူတို့ဖသူတို့သူတို့ဘာဆိုတော့ချပြရဲတာနော်အဲ့ဒီတော့ကိုယ့်ဘက်ကလောက်တဲ့နေရာမှာပြက်သားဖို့ပဲလိုတယ်နော်အဲ့တော့ကိုယ့်ဘက်ကလောက်တဲ့ဒူတီပဲပြက်ပြက်သားသားရှိဖို့လိုတယ်ဥပဒေဥပဒေချောင်းတိုင်းပဲဟုတ်တယ်နော်တိုင်းပြည်ကိုအကျန်းဖက်ပုံကန်းနေတဲ့လက်နက်ကင်နေတဲ့ပူပေါင်းွားတဲ့အကျန်းဖက်အားပေးတွေကိုအကျန်းဖက်တိုက်ဖြတ်ရေးဥပဒေဆိုတာရှိပါတယ်အကျန်းဖက်တိုက်ဖြတ်ရေးဥပဒေအတိုင်းဥပဒေကိုဥပဒေအတိုင်းတိတိကျကျ ကိုဘက်ကလူတွေလှုပ်ဖို့အချိန်တန်ပါပြီဒါပါပဲเนาะကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစုစည်းဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်